ီလိုမျိုးအေယာမ၄ဘီတိုရှိနဲ့နူပေါင်းလက်ဖက်ရည်ရဲ့ချယ်ရီမန်ကစိတ်ကပတ်ကျော်တို့လိုမျိုးရန်ကုန်ကနမဲကြီးဟင်းပွဲတွေအစုံကိုဘန်ကောက်မာရင်စားလို့ရနေပြီနော်ဒီဆန်ကဘန်ကပီတဲမှာဖွင့်တာသိမကြသေးဘူးဒီလိုမျိုးဆိုင်းပြင်ဆင်လက်လာလေး decoration လက်လာလေးနဲ့ပေါ့နော်အပေါ်ထက်အောက်ထက်ကိုတိချာလေးပြင်ပေးထားတာပြီးတော့သူက24နိုင်ဖွင့်တဲ့ဆိုင်ဆိုတော့ညာဘက်ဘက်ဆက်တဲ့သူတွေအတွက်ဆိုရင်လည်းတော်တော်လေးစင်ပြေတယ် အဓိကသူ့စီမှာမနက်စာကောင်းကောင်းလေးရရပါတော့။ဗာလေးစားခင်မလဲဆိုတာကိုတော့အဆုံးထိလိုက်ကြည့်ပေးပါဦးနော်။ဒါကတော့ science signature lobster coconut noodle ပေါ့နော်။သူ့ရဲ့ plating ကတော့တော်တော်လေးကိုမိုက်တယ်။ဒီ lobster ထဲမှာတင်ကိုဒီလိုအုံနှုတ်ခေါက်ဆွဲကိုထည့်ထည့်ပေးထားတာပေါ့နော်။သူကဒီလိုမျိုးအုံနှုတ်ရည်လေးဆန်းပြီးတော့တံမြစိတ်လေးညစ်ထဲပြီးလို့ရှိရင်ငယုတ်တီးစီလေးဆန်းစားရတာကချင်းချင်းဆက်ဆက်ကလေးနဲ့တအားစားလို့ခေါင်းနေ။ သူရဲ့အနံ့ရတာကတော့ထိုင်းရဲ့ခောက်ဆိုရည်နေတာမှနည်းနည်းစင်နေပေါ့နော်သူ spice နဲ့ပြင်းပြင်းမွမွေးလေးနဲ့အုံလို့ကလည်းစိမ့်စိမ့်လေးပြင်းနေနေရောပဲဒါကတော့ရန်ကုန်မှာမနက်စာနဲ့နာမည်ကြီးတဲ့ food fair က노ပေါင်းလက်ဖက်ရေပေါ့နော်သူကအလင်္ကာမစ်ဒီလို့လည်းခေါ်ရပေါ့နော်ဒီလိုမျိုးမလိုင်းဘက်တွေအများကြီးထည့်ပေးထားတာမနက်စာစားမယ်ဆိုလို့ရှင်တော့ဒီလိုတစ်ခွက်ကတော့မပါမဖြစ်ပဲ ရန်ကုန်မှာစားနေကြတိုင်းဖူဖွဲရ၄ပေတူရှိသူ့ဒီလိုမျိုးပဲနဲ့မြန်မြန်လေးရဲ့အုံလို့ချက်တနီခရင်ချင်းဒီချက်တနီလေးနဲ့နှစ်ပြီးတော့စားရတဲ့အရသာလေးကတော်တော်လေးကောင်းတယ်ပဲနဲ့လေးရတော့ကုံသွားလို့ရှိရင်တစ်ခါထပ်တောင်းလို့ရတယ်နောက်တစ်ခါထပ်တောင်းလို့ရှိရင်တော့သူက charges ထပ်ပေးရတယ်ပေါ့နော်ဒါတော့ yogurt မြင့်တီလေးပါသူကကျတော့ဒင်းဂျင်နဲ့လက်ဖက်ရည်အယောလေးဆိုတော့ချင်းချင်းမွမွေးလေး ဒါကတော့အထမ်းမိရှိပေါ့နော်။သူ့ရဲ့ပန်းငပ်ပြီးအနှစ်လေးရဲ့ကော်ရီလေးရဲ့နေရာကြတော့ဒီလိုမျိုးအီအီရွှဲရွှဲလေးဖြစ်နေတာ။သူနဲ့တွဲစားဖို့ကကြတော့ဟင်းရဲ့တခွက်နဲ့မုံညင်းချင်မှာခြာပေးထားတယ်။အဓိကဒီဆိုင်မှာကျတော့ Indian food တွေတော်တော်လေးကောင်းနေပြောရမယ်ပေါ့နော်ဒီလိုမျိုးအာလူးချပါတီရိုရိုတီရိုအဲပူရီကောင်းကောင်းလေးစားမယ်ဆိုရင်တော့ဒီဆိုင်မှာတစ်ခါတော့လာစားကြည့် ဒါလည်းဆိုင်ရဲ့ signature mashman curry ပေါ့နော်ဒီလိုမျိုးအုံလို့အနည်းပြပြကလေးနဲ့အသားအီအီလေးကိုဒီလိုမျိုး roti လင်းနဲ့တွဲပြီးတော့စားရတာပေါ့နော်အသားကတော့ချက်သားမဲသားနှမျိုးရွေးလို့ရတယ်မိုးအီအီလေးမှာပူပူဆက်ဆက်လေးစားခြင်းတော့ဒီလိုမျိုးရခိုင်မုတ်တီလေးရတယ်သူ့ရတာကတော့ပုံမှန်လေးပဲဒါပေမဲ့ဒီလိုမျိုး plating လက်လက်လေးနဲ့တက်တက်ရဲ့လေးပြင်ပေးထားတာကတော့တော်တော်လေးသဘောကျတယ် နောက်တစ်ခုကတော့ဒီလိုမျိုးအကျော်ဆုံးဘန်းပူပူလေးပေါ့နော်။သူ့မှာကျတော့ပြောင်းမှုကြော်ရယ်၊ဘူတီကြော်၊ပက်ကက်ကြော်၊ချက်သွန်ကြော်နဲ့တူဖူးကြော်၅မျိုးပါတယ်။ကြော်နဲ့မကြီးချင်းလေးကတော့တော်တော်လေးလိုက်တယ်။ဒါကတော့နောက်ဆုံးအစာပိတ်အချိုပွဲလေးပေါ့နော်။ Mango Sticky Rice ပါ။ပါဒီလိုမျိုးတရက်သီးမွမွေးလေးရယ်ကောင်ငင်းရယ်ပြီးအပေါ်ကနေပြီးတော့ရေခဲမုံနဲ့ပရိုတီချွတ်ချွတ်ကလေးတွဲပြီးစားရတာသူကတော့လုံးဝချိုးအေးမွေးလေးဒီလိုမျိုးအချိုတက်လိုအပ်နေရတဲ့သူဆိုရင်တော့ကွက်တီပဲ ီလိုမျိုးရန်ကုန်လက်ရမပြောက်ပဲနဲ့မနှက်စာကောင်းကောင်းစားခြင်းတဲ့သူတွေရဲ့ဒီလိုဟာလာဆိုင်စစ်စစ်ကိုရှာနေတဲ့သူတွေဆိုလို့ရှိရင်တော့ဒီဆိုင်လေးကတော်တော်လေးအဆင်ပြေတယ်။ဆိုင်နံပါတ်လေးကတော့အလင်္ကာတီးရန်တိုင်းနေမှာ။